နေဒီတဲ့ဆိုပြီးတော့ပွဲစားရဲ့လှည့်ပြောင်းမှုကိုခံခဲ့ရတဲ့ဒီမျိုးသမီးရဲ့လက်ရှိအချိန်မှာတော့ဒုက္ခတွေပင်လည်းဝင်နေတာလည်းဖြစ်ပါတယ်။ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရှုနေကြတဲ့ video တွေလည်းစိတ်ဝင်စားမှာဖြစ်တဲ့အတွက်ကြောင့်လည်းဒီ video လေး reaction လုပ်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ဆိုတော့ဒီအမဘာတွေပြောထားလဲကျွန်တော်တို့ကြည့်မယ်ပြီးကျွန်တော်ပြန်ပြီးတော့ reaction လေးလုပ်ပေးပါမယ်။ Okay ဆိုတော့ကြည့်လိုက်အောင်။အဲ့တော့အနေအနေသေးတာဆိုပြီးတော့ရန်ကုန်ကနေပြီးတော့ပွဲစားတော်ယူနဲ့ခေါ်လာတာခေါ်လာပြီးတော့သူတို့ကအနေခံကိုဘန်းပြပြီးတော့ဟိုဘက်ကမှခါခံစားကြတာကတော့လည်းအယောက်20ကျော်ရှိတယ်။အဲ့လိုမျိုးသမီးကဒီဘက်ကအနေသေးတယ်မဲ့ဆိုတော့သမီးက ချော်ပြေးတာတင်ဂျူရီဘာလာလည်းလုပ်တယ်ဈေးတယ်ဆိုတော့သမီးကအနှိပ်စည်းစောဆိုပြီးတော့လာတာအလောက်တော့မဝင်ရသေးဘူးဒီနေ့နေကဘုန်းကြီးကအပါသေးစဲကြွမယ်ဆိုတော့ဒီလိုအချိုရီကိုအဘူးလေးစံနဲ့ရွှေကြီးကိတ်ကိုသမီးကသူ့တန်ခါတော်လူဖို့ဆိုပြီးတော့သူ့ကိုခွင့်နောင်းတာခွင့်နောင်းတဲ့အခါငါတို့ငါတို့နေတော့ခေါ်လာတာနဲ့အရှင်ထွက်ခွင့်ပေးဘူးတဲ့ငါတို့ဆိုင်ရတဲ့ထွက်ချင်ရင်ထွက်လို့မရဘူးတဲ့နိမ့်နေတန်ခါတော်လူချင်းနဲ့နောင်းမလူတဲ့မြဖာတယ်မတဲ့ရုပ်ကော တော့တောင်းတက်တဲ့မရှိတဲ့ဖာသမားတဲ့အဲ့နဲ့သမီးကလည်းအမအဲ့လိုမရိုင်းနဲ့ကျမဖာမခံစားဘူးကျမတို့ကမိဟောင်းခါခဲ့သားသမီးတို့နော်တမင်ကျမတို့ကစစ်မျိုးရဲမျိုးတွေလို့စိတ်ဝင်စားလို့အမဆိုင်မှာလည်းကျမကရိုးရိုးသားသားဆိုလို့လာလို့မရောတဲ့အခုပြန်မှာလို့အဲ့လိုပြောနေပြောညီမကိုသူပြင်မယ်တို့လိုက်ချူချာပဲသူမိရတော့ဘာရည် ဖို့သဖြင့်လည်းအထုလိုက်ကျတဲ့ပိုင်းနဲ့ညီမတို့ရိုက်ကြတူတူစီးနေတယ်စီးကုန်တဲ့ရင်ပန်းတွေဟောလေအောက်ကနေတူတူစီးနေတယ်အထုလိုက်နေရဲ့ပဲလေဟောတဲ့ကောင်အဲ့ဒါကဘယ်လိုပြေးကြလဲညီမရဲတိုင်မတော်တိုင်မလားတိုင်မလားတော့တူတူစီးနေရိုက်တာညီမပတ်စံနေလဲပျောက်သွားပြီလား tôi thấy chưa bây giờ này tôi nói hiểu mấy chị cũng rồi qua đã là bây giờ này đấy có lóng tiền để đi đi để mình để lấy gạo gạo để 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 tăng trưởng ngã không để lấy lấy tiền chứ mà ở ngoài đi chạy cả chạy đi khuyến mong gì rồi đi khuyến là cao rồi về học công mà chỉ chết rồi toàn rồi việc cái gì thì không chờ cái đấy chứ mà ở ngoài cả ê không phải có phải là phun đồ mà cái này đây rồi đâu bây giờ chứ mà ở đây thì em với anh họ à chứ mà dễ không mà chạy cao mà phải chứ mà về rồi à tôi phải sao lại được à bây giờ phải sao lại làm gì vậy 妈的没尿尿。那都没尿，那他妈尿尿了就不好了，那不尿没尿说的，哎妈，你别穿个怕的，要不人叫你怕脏啥了？你把妈那洗的都尿，他妈的总尿白衣服了，他妈洗脏了，那那总妈么脏了。哦。没有说白没有了。又有说，一岁八个月啥？一岁多啊。哎哎，一岁八个月到底了？哎，没有这么呀，他妈你怕的，要他妈你穿穿穿多少？为啥的？ ကကြီးညင်ကြီးရပြီးတော့ပတ်စံနေမရှင်းလို့ရဲတိုင်းတော့တိုင်းမှုကိုပတ်စံပေးပြီးတိုင်းမှုအချိန်မှာကကြီးနဲ့တော့ညက်တာတဲ့ရဲစကားနေရောရဲမိမ့်မှဖြစ်တဲ့အတွက်သူကအခုအဲ့မိုက်ယုမိုက်ယုဆိုတဲ့ဟာမိုက်ယုဆိုတဲ့ဟာအမျိုးသမီးကအခုပဲမှလဲအေးစိမ်ပါဟုတ်ပြီဟုတ်ကဲ့အခုကျမကအဲ့လိုပုံကူးတဲ့နေရာမှာကျမအကြောင်းကြားပေးမယ်နော်ဟုတ်ကဲ့သူအခုသူကတိုင်းနောင်မှကြောက်ဘူးဒီမှာလဲရဲမိမ့်မှဖြစ်တဲ့အတွက်ရဲတွေကိုလည်းအကုန်လုံးလိုင်းချေပေးထားတာအကုန်လုံးပိုင်တယ်သူကလူတယောက်ကိုတော့ဖတ်ပြလိုက်လို့ရတယ်အဲ့လောက်ကြီးရဲတော့ဒီရဲစကားကိုလည်းဒီဝဆိုင်ဘူးတဲ့ဟာတောင်မှလည်းညီဘလောက်အရေးကြီးရှိလဲရှေ့နဲ့ညီနဲ့တုံးနဲ့ 对，没得，怎么我老有有要出来就叫，怎的、uh，我这老的，再老了，领导说有没弄样，说要老的。哎，他们原来今晚上搞笑？你那边，俺那时在嘛，明天时候来一天没啥回去事干。我妈今晚么了个怕俺老打嘛，老打，俺那家老打了个，打，哎，怎么老搞买手机都打。 ထောက်ရတဲ့ကျုပ်ကရဲတဲ့အကုန်လုံးပြီးတယ်တဲ့ရဲမိန်းမတွေကျုပ်ကတိုင်းလို့လူမျိုးတော်စောက်နေမဆိုင်ဘူးတဲ့ဒီလောက်ကမှညို့မပြောနဲ့တဲ့ပြပလိုက်လို့ရတယ်တဲ့အခုအဲအခုကဒီကတဲ့အကြောင်းကြားပေးတယ်နော်ညီမညီမကိုရာပေါ့အနေနဲ့လေအဲ့မီးကိုကဟိုကလောက်ရမှာတော့သူကုန်ကူးတဲ့ဆိုင်မှာသူတယ်သူကတွဲလိုက်ကြရတယ်အဲအမျိုးသမီးရရပဲနားလေးမှာလေ တော်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 မြောက်ရဲစကတဲ့အကလုံးလိုက်ပေးထားတာတဲ့တိုင်းမလို့အစ်ကိုတော့တိုင်းမလို့အစ်ကိုတော့မှပဲ င်မှာအဝယ်စားတွေကက်ကြီးနဲ့ညက်ပြောတော့ခိုင်းလို့လူလူမျိုးတော့သူကဆွဲလဲခဲ့တာလေအဲ့တော့ဘလို့မျိုးသမီးရရပါတော့ပြောပြောတင်တာတော့အခုကလူကုန်ကူးတဲ့နေရာမှာခါလဲခွန်လာရောက်တော့တယ်လူကုန်ကူးရောပေါ့ကြောက်ကြောက်အဲ့ဒီလေလို့ပြီးကျမကိုခေါ်လာတာကျမကခုနေအလုပ်လည်းမဝင်ရသေးဘူးကျမအလုပ်လည်းမဝင်ရသေးဘူးကျမကိုရိုက်နှက်ထားတာရရတယ်မရှိဘူးဘယ်တော့ကလာလဲကျမရောက်တာဘာရလောက်ပဲရှိသေးတယ် ရပါမှာအလုံးမလုံးပါသေးဘူးကျမအလုံးခိုင်းလို့မရသေးလို့လေမရဘူးဆိုတော့ကျမကျမမကောင်းသေးလို့ဆိုတာဟာဟိုကျမမျက်နှာတုံတာတုံတာတုံတာနဲ့မတည့်လို့ကျမမျက်နှာအဲ့ဒီဟိုဟာဖြစ်လို့ရဲလို့ဆိုပြီးတော့ကျမနောက်နှစ်ရက်သုံးရက်လောက်မှအလုံးဝင်မှာဆိုတော့မှဟာကောင်မှကြီးရဖားတယ်မှတုတ် ဒီရုပ်ကကြက်တဲ့မရှိဘူးဖားခဲမှရုပ်နေတယ်အဲ့တော့ပြောလိုက်ကျမဖားခဲမစားဘူးကျမမျိုးလုံးပါလေကွာဟုတ်တယ်မရှိဘူးအမအဲ့တော့ကြည့်ပါလားအောက်မေးလောကတဲ့ပြီးတော့ပါအဲ့ဒါအတိတ်ကဘာလဲဟိုကလူပုံကူးတဲ့လူပဲအေးကြည့်ပါလားဆိုပြီးလိုက်လာရတာအေးအဲ့ပြီးလိုက်ပြောကျမပြောလိုက်တယ်အမဖားထောင်စားမယ်ဆိုလဲဖားခဲဆိုလဲကျမမလုပ်ဘူးလို့ချက်ချင်းပြန်သွားမှာအဲ့ဒါကျမကိုဆွဲလောက်တာဟုတ်ကဲ့ပို့သွားပြီ အခုအဲ့ဒါတီးအခုကဘေကိုသွားဖို့အစီအစဉ်ရှိတယ်အခုပြဲဖို့ပါစက်တယ်လားအကုန်ပြဲဖို့တမောင်းမောင်းလားငါကတော့လေလူဖို့အတွက်ကိုလူလို့ဆိုပြီးတော့မလူရဘူးဆိုပြီးတော့ရိုက်တာတန်ကတော့လေအဖန်းနေဆိုတမအချိုးရဲ့ကပ်ဖို့ဆိုတော့လုံလို့တမောင်းအောင်အဲ့ဒါကတ်တာမလားဆိုပြီးတော့အပြင်ထွက်ရမလားဆိုရိုက်တာအဲ့တော့ပြောတယ်ကျမဖားကားဆိုလည်းမလုပ်ဘူးလို့ကျမတော့ဖားတယ်လုံမစားလို့ပြောတယ်ကျမချမ်းမအိမ်မနဲ့အေးအဲ့မိယောကအတိတ်ပဲမရှိတာမိယောဆိုတာ ဒီအဲ့ဟိုကဒါပါလေအဲ့အဲ့ဟိုအင်ချင်းမှာဒေါသတာဟိုကလေသူ့သားတွေကတုံ့ရှိတဲ့ဖတ်ပြီးတွေဟိုကရဲမိတ်မရဲမိတ်မကိုထားတာဒီဘက်မှာခါကန်းခွင်လာဒီဘက်ကအနှိမ့်ခန်းတိတက်ဘန်းကြထားတာအကောင်မလေးမှာ၃ရောက်ပဲရှိသေးတယ်အဲရိုက်တာရဲရဲဆက်ဆက်ရိုက်တာဒီမှာရဲဆက်ဆက်ရိုက်တာအဲ့ဒါတော့မှပဲရဲတာရောမလားရဲတာရောမလားဆိုဟောပိုးတဲ့လူကလည်းတို့ရဲတော့မတိုင်တော့ပါဘူးဆိုတော့ပဲရဲတော့ရဲစကားမပိုင်လေဟုတ်ကအကွာရဲစကားမပိုင်လေအကုန်လုံးလိုက်ချက်ပေးတာတိုင်းထိပေးတာကသူကအကုန်လုံးပိုင်တာခါကန်းခွင်လာအယောက်၃၀လေးတော့မပြောဘူးဟုတ်ပါလေ

ရဲသားကတော့အသက်ခံရမှာဒီလိုပုံစံနဲ့လိုက်သွားရင်ဟုတ်တယ်ပြီးကျမလည်းဒီလောက်လည်းလုံးသွားတာမဟုတ်ကျမတို့ကဈေးရောက်သွားတာတော့ရှောင်မြင်လိုက်အမနီရေအမတခုတော့ရှိရပေါ့အဲ့အင်းစိန်ကရောက်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 ရဲမနိုင်ပါဘူးအင်းစိန်ပြန်ပါမယ်ဆိုပါမယ်ရဲဟုတ်တယ်တို့ကဒီလုံလုံကကျမပြောပြမယ်နော်ရှင်းပြဦးမယ်အဲ့ဒါနေ့ကိုခေါ်လာတဲ့လူကအရေးကြီးတာနေ့ကိုခေါ်လာတဲ့လူလူကတော့တို့ကတော့ဒီပုံစံကဒီတို့ကကျတော့ဒီဒီမှာတို့ကတော့အင်းစိန် ဆိုတော့အင်းစိန်ပါလေအင်းစိန်ကိုကမလဲဆိုတော့လူကုန်ခုလူကုန်ကိုရောက်မယူခဲ့တာဒါပဲအင်းစိန်ပဲနေရာမှာနေရလဲအဲ့ဒါတစ်ချက်ပြောမယ်စိန်ကမယူတဲ့ဒီစိန်ကဆက်လို့ ဘယ်လိုပုံစံလဲ။ဟောចောင်းမဲပါပါနေတာ။ဘယ်လိုပုံစံလဲ။ဟောသူကလည်းအနေသီးသန့်ဆိုလို့ခေါ်တာသူတို့ဖတာဖတာဟိုကလည်းမသိဘူး။ရိုးရိုးသားသားပဲအိုက်အိုက်ကြီး။အဲသူတို့ကတော့ဟုတ်တယ်အဲ့ဒါတော့ပြောလို့ရတယ်။အိုက်အိုက်ကြီးကမကောင်းတာလည်းမကောင်းတဲ့ဆိုင်လို့။တမီးကကောင်းကောင်းမွန်မွန်ပြောလိုက်ပြီလား။သူတို့ကကောင်းကောင်းမွန်မွန်ပြောလိုက်ပြီ။တမီးကပြောတယ်တမီးဖတာမှရောတမီးဖတာမှမဆောင်ဘူးလို့တမီးကပြောတာ။ဟုတ်ဘူးမဟုတ်ဘူးတမီးကတမီးကတော့နားလေအောင်ရှင်းပြရင်တော့ရတယ်သူကအေးအဲ့လိုပြောလိုက်။တမီးကထုံးတယ်လည်းမရှိဘူးလို့ပြောလိုက်တယ်။ ်နေရောက်ကတဲ့ဖာသမားဟာတော့ဖာသမားကောင်းမကြီးလောက်တော့နဲ့မသားနောက်တဲ့။သမီးတို့အဲ့ဖာသမားကောင်းမကြီးနဲ့မရှင်နဲ့လို့သမီးရောက်ကရုပ်ဆိုးပေမဲ့အဲ့ဖာပဲသမီးချော်လဲဖာအလုံးလုံးမစားဘူး။အဲ့လိုအဲ့လိုအဲ့လိုပြန်ခေါ်တော့အဲ့လိုပြောလို့ညီမကအဲ့လိုပြောလို့ညီမကအဲ့လိုပြောလို့ညီမက အမားသူ့ကိုကောင်းကောင်းမွန်မွန်ပြောရင်ရတယ်သူကလေဘာဆိုတော့မဟုတ်သူ့ကိုကောင်းကောင်းမွန်မွန်ပြောကျွန်မဒီကမျိုးခေါ်လာခဲ့လို့ဖြစ်တာတော့အဲ့လိုမျိုးဆိုတော့သူကအိုကေဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးမြင်တွေ့တဲ့အချိန်မှာဗီဒီယိုထဲမှာတော့ဒီအမားကတော်တော်လေးကိုပေါက်ကွဲနေတယ်ပေါက်ကွဲမယ်ဆိုလဲပေါက်ကွဲလောက်ပါသူ့ကိုဘယ်နှစ်ယောက်လောက်တော့ဝိုင်းပြီးတော့ အဲအနိုင်ကျင့်လိုက်လဲဆိုတာလဲကျွန်တော်တို့လည်းမသိနိုင်ဘူးတွေ့နော်ဒါပေမဲ့ဒီမှာပြောပုံရဆိုရင်တော့တော်တော်လေးကို၄၅ရောက်လောက်ကဝိုင်းပြီးတော့အဲသူ့နှိပ်ဆက်လိုက်တဲ့ပုံစံမျိုးဖြစ်နေတာကိုတော့တွေ့ရတယ်အဲ့တော့ဒီလိုမျိုးဖြစ်လာတဲ့အထူးကအကြောင်းရဲ့နောက်ခံကျွန်တော်ပြန်သွားကြည့်မယ်ဆိုရင်တော့အမကသူကပြောမယ်ဆိုပြူတီဆလုံးဆိုင်မှာလောက်ရမယ်ပြီးနှိပ်ပေးရမယ်ဒီလောက်လောက်ပဲသူ့အနေနဲ့ထင်ထားပြီးတော့မှဒါအေဂျင့်ဖြစ်တဲ့သူရဲ့ခေါ်ယူမှုနဲ့သူကအဲ့ဒီနေရာကိုရောက်သွားတယ်ဒါပေမဲ့လည်းတကယ်တကယ်ဟိုမှာအလုံးလုံးရတဲ့ အခါကျတော့ background မှာကသူမထင်ထားတဲ့လုပ်ရက်တွေကိုလုပ်နေတာကိုသူတွေ့ရတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ခုနကပြောသလိုပဲမကောင်းတဲ့ဟာတွေလုပ်နေတယ်အဲ့ဒီမှာကျတော့လူရင်းကအယောက်20လောက်ရှိတယ် beauty salon ဆိုင်မှာတကယ်တကယ်အမှန်ကန်လုပ်နေတာက3ယောက်လောက်ကိုဖမ်းပြထားတယ်ဆိုတော့သူတော်မှပြောမှဆိုအဲ့ဒီနေရာကိုလက်ရှိမှာသူ့အနေနဲ့မျက်နှာတို့နာလိမ့်လိုက်တာအစင်မပြေတဲ့အတွက်မျက်နှာအခြေအနေအစင်မပြေသေးလို့သူ့ထားထားပုံရတယ်เนาะမျက်နှာသာအစင်ပြေသွားရင် ရောင်မန်းမသိအဲ့ဒီကိုရောက်သွားနိုင်တဲ့အခြေအနေတွေရလေနော်ဒါပေမဲ့လည်းဒီအမကဒါမျိုးတော့သူလုံးဝလက်မခံနိုင်ဘူးဒါမျိုးတော့သူမလုံနိုင်ဘူးဆိုပြီးတော့ပြန်ပြီးတော့ against owner ကို against ပြန်လုပ်တဲ့အခါမှာ owner ကသိရတဲ့အတိုင်းပဲဒီလိုကိစ္စတွေကိုကင်တွယ်တာဖြစ်တဲ့အတွက်သူ့လူမဖြစ်တော့တဲ့အတွက်เนาะသူ့ဒီလိုမျိုးစန့်ချင်ရမလားဆိုပြီးတော့ပေါက်ကွဲပြီးတော့သူ့မှာရှိတဲ့လူငယ်အားတွေအသုံးပြုပြီးတော့ဒီအမကိုပြောမယ်ဆိုရင်ပုံစံပေးလိုက်တာပေါ့ဗျာဒါကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ video ကနေ သင်ခန်းစာယူရမယ့်ဖြစ်စဉ်တစ်ခုပါပဲ။ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့အဲကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံကမိတ်ကလေးအချို့ပေါ့နော်ပြောမယ်ဆိုအလုပ်လုပ်ရချက်ကလေးရှိနေကြတယ်။အဲ့ဒီအပေါ်မှာအခွင့်အရေးယူပြီးတော့ agent တွေကမကောင်းတဲ့ agent တွေလည်းရှိသလိုကောင်းတဲ့ agent တွေလည်းရှိပါတယ်။ဒါပေမဲ့မကောင်းတဲ့ agent တွေကတစ်ခါတည်းရမှာကိုယ်ဒီလိုမျိုး invite လာလုပ်တဲ့အခါကျရင်ကိုယ်အနေနဲ့ဒီအမျိုးသမီးရဲ့နောက်ကျောင်းရာဇဝင်ဘလောက်ထိရှိသလဲဆိုတာအလေးနဲ့လေ့လာဖို့လိုအပ်တယ်ကျွန်တော်တို့ဟိုမှာပါလောက်ရမယ်ငွေကြီးဘလောက်ရမယ်ဆိုတာကြီးပဲကျွန်တော်ကြည့်လို့မရအောင် အေဂျင့်ရဲ့ယုံကြည်မှုကိုကျွန်တော်တို့အများကြီးလေ့လာဖို့လိုတယ်။သူကဘယ်လောက်ထိကိုယုံကြည်လို့ရလဲ။နော်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဘဝကိုသူယုံကြည်ပြီးတော့ပြောမယ်ဆိုပီးအပ်မယ်သဘောပဲလေ။ဘာကြောင့်လဲဆိုတော့ကိုမသိတဲ့ level တစ်ခုမှသွားပြီးတော့အလုပ်လုပ်အောင်မှဖြစ်တဲ့အတွက်ဟိုရောက်မှဆိုရင်ဒီအဝန်းဝိုင်းထဲရောက်သွားတော့မှဆိုကျွန်တော်တို့ဘာမှမဆိုဖြစ်သွားနိုင်တယ်ကိုယ့်ရဲ့ဘဝ။နော်ကိုဒီနေရာမှာမလုချင်ဘူးဆိုရင်တော့မှထွက်လို့မရတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်တယ်။ဆိုတော့အဲ့လိုအခြေအနေမျိုးရောက်သွားရင်ပြဿနာတွေရှိတယ်။ ဆိုတော့အဲ့လိုအခြေအနေမျိုးမရောက်ခင်မှာတွေကကိုကကြိုတင်ပြီးတော့မှကိုအလုံးလုံးမဲ့ ਨੇ ပယ်ဒေတာရဲ့အခြေအနေတွေကိုသိချာချာလေးလာစုံစမ်းဖို့လိုအပ်တယ်လို့ပရမအောင်ဆုံးအနေနဲ့ကျွန်တော်အနေနဲ့သိပေးခြင်းနဲ့နောက်တစ်ချက်ကပါလဲဆိုတော့အကယ်၍များနော်အကြောင်းကံမလာလို့ကျွန်တော်တို့ကအဲ့နေရာမျိုးရောက်သွားတယ်ဆိုရင်ကိုကအဲ့လိုအလုံးမျိုးမလုပ်ချင်ဘူးဆိုရင်ဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့တွားပြီးတော့ against လုပ်လို့မရအောင်တွားပြီးတော့ဆန့်ကျင်လို့မရအောင်ဘာကြောင့်လဲဆိုတော့ကိုရောက်နေတာကဘယ်နေရာလဲဆိုတော့ကိုသိဖို့လိုတယ် တော့ကျွန်တော်တို့ပညာဉာဏ်နဲ့ကိုရောက်နေတဲ့နေရာမှာကိုဘယ်လိုနေထိုင်ပြီးတော့ဘယ်လိုပုံစံနဲ့ရောက်အောင်ထွက်မလဲပညာရှိနည်းနဲ့ဘယ်လိုထွက်မလဲကျွန်တော်စဉ်းစားအောင်အဲ့လိုမဟုတ်ဘဲနဲ့သွားပြီးတယောက်တစ်ခွန်းသွားပြီးတော့ရင်ဆိုင်မယ်သွားတုံပြမယ်ဆိုအခုလိုပုံစံတွေဖြစ်မှာပဲ။နောက်ဟိုကတော့ပြောမယ်ဆိုရင်ဟိုကိုဘာပဲပြောငိန်ခံပြီးတော့ညီမလေး AC သွားပါဆိုပြီးဘူးမှလွတ်မှာမဟုတ်ဘူး။နော်အဲ့တော့သူ့ရဲ့လူရင်ကနေသူကပြန်ပြီးတော့ fight မှာပဲ။ဆိုတော့အဲ့လို fight မခံချင်ဘူးဆိုကိုကပညာရှိနီးနဲ့ အဲသူတို့ပြောတာကိုလှုပ်ပေးမယ်ဆိုပြီးတော့ခေါင်းညှိပြီးတော့မှတခုခုဝဲမယ်အကြောင်းပြပြီးတော့အဲ့တော့မှလိမ့်နော်အဲ့ဒီပုံစံမျိုးနဲ့ထွက်မှာပဲရမယ်မဟုတ်ရင်တော့အဆင်မပြေဘူးလေနော်ဆိုတော့ဒါကတော့ဒီဗီဒီယိုကနေဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ main ကလေးတွေအနေနဲ့ဒီလို case တွေမဖြစ်ဖို့ဆိုရင်ဘာပဲဖြစ်ဖြစ် ဒီလိုအကြောင်းအရာတွေကိုကြည့်ထားဖို့လည်းလိုအပ်တယ်။ဒါမှသာလေကိုယ်အနေနဲ့ကိုယ်ကြုံလာတဲ့အခါကျရင်ကိုယ်ဘယ်လိုဖြေရှင်းရမလဲဆိုတော့လည်းသိမှလည်းဖြစ်ပါတယ်ပေါ့နော်။နောက်တစ်ချက်ကတော့ဒီဗီဒီယိုထဲမှာအမပြောသွားပုံအရာဆိုရင်တော့ဒီလုပ်ငန်းတွေကိုလုပ်ကင်နေတဲ့သူတွေရဲ့ background မှာလက်ရှိတောင်းဝင်ရှိနေတဲ့သူအချို့ ਨੇ เนาะပတ်သက်ရပတ်သက်ချောင်းနေရှိနေပုံနဲ့ရတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးတွေကတကယ်တကယ်တော့လုံးဝလုံးဝမဖြစ်သင့်ပါဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ဒီလိုဖြစ်စဉ်တွေကိုအတက်နိုင်ဆုံး เนาะတာဝန်ရှိတဲ့သူတွေအထက်အဆင့်ဆင့်ပေါ့ဗျာပြောမယ်ဆိုအထက်အဆင့်ဆင့်ကနေပြန်လဲပြီးတော့ချိချက်ဖို့လိုအပ်တယ်လို့ကျွန်တော်နေအကြံပြုပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးပါများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးချင်တာရှိကုမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေကြတဲ့ပြောတာတူတူရောက်ရှိစေတဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံးကြပါဗျ See you next video